မင်္ဂလာပါခင်ဗျာ City Bus ရန်ကုန် HMN ရည်ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီအတော်တွင်းမှာပေါ့နော်ဗီဒီယိုဘလော့လေးတွေမရိုက်တာကြာလာဖြစ်တဲ့တော့ကိုဒီနေ့ကတော့ကျွန်တော်အငှားလေးဗီဒီယိုတစ်လုံးလေးနဲ့အငှားဗီဒီယိုလေးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဟုတ်ကဲ့ကျွန်တော်အခုရောက်ရှိနေနေရတော့ မြောက်ကုံမြို့နယ်ရဲ့အထင်ကရနေရာကြီးဖြစ်တဲ့ကျွန်တော်တို့ပင်လုံလမ်းမကြီးနဲ့အနီးစစ်တောင်းလမ်းမကြီးဘက်မှာရှိတဲ့အာကျွန်တော်တို့တောင်းချံလေးပေါ့နော်ပေ40 60တောင်းချံလေး 2PN လေးတော်တော်ကြုံမိဆက်ပေးပါမယ်ဒါလေးကအယောင်မဟုတ်ဘူးနော်ကျွန်တော်လုပ်ငန်းရှင်တွေအတွက်ဟိုတင့်တောင်တင့်လျော်မဲ့နေရာလေးပေါ့နော်လုပ်ငန်းလုပ်ဖို့အတွက်ရည်စူးထားတဲ့အဲလုပ်ငန်းရှင်တွေအတွက်ကိုအဆင်ပြေမဲ့နေရာလေးနဲ့ကျွန်တော်မိဆက်ပေးချင်ပါတယ်သူကအားသာချက်ကကျွန်တော်တို့တခင်ပါဆိုင်လမ်းမ sorry ကျွန်တော်စစ်တောင်းလမ်းမကြီးပေါ့ဖြစ်တဲ့ပင်လုံလမ်းမကြီးနဲ့နေတယ်ဆိုတော့တောင်းချံလေးပေါ့အခြေဝန်းကတော့ကျွန်တော်ပေ40ပေ60ရှိတယ်အဲ့ဒီနဲ့ခြံထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ထပ် BN တစ်လုံး ပါမယ်ခင်ဗျနှစ်ထပ်ပြန်ဆိုလို့ရှင်လည်းဟိုအမြင်တိုင်းတော့နှားမှာပေါ့နော်လူချင်းမင်းရဲ့လုပ်ငန်းလိုအပ်ချက်အရာကျွန်တော်တို့စိတ်ကြိုက်ပြန်ပြီးတော့ပြင်ဆင်လို့ရတယ်ရှေ့မှာဆင်းလဲကျွန်တော်ကမြေပိုလေးပါလာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဟိုဒီကားပါကင်အတွက်လည်းပူစရာမလိုနောက်ထပ်နှစ်ထပ်ဆောက်ချင်တယ်ဆိုလို့ရှင်လည်းဆောက်လုပ်ပြီးတော့ကျွန်တော်တို့ဒီလုပ်ငန်းအတွက်ကိုပေါ့နော်အသုံးပြုလို့ရမယ့်နေရာလေးဆိုတော့ကျွန်တော်အိမ်ထဲတော့တစ်ချက်အချမ်းမင်းလေးတစ်ချက်လိုက်ပြပြီးပါမယ်ခင်ဗျဒါကျွန်တော်လက်ရှိဝင်ပါပေါ့နော်အပစ္စည်းထားမဲ့သူတွေအတွက်ပြန်ပြီးတော့မပြင်ဆင်ခြင်းဘူးဆိုလို့ရှင်တော့ဒီအမြင်တိုင်းကလည်းတင့်လျော်တယ်အဆင်ပြေတယ်ခင်ဗျ အဲ့လက်ရှိကျွန်တော်တို့အေကန်နဲ့အော်ဒါအေကန်ပေါ့နော်အောက်မှာဆိုရင်တော့ကျွန်တော်တို့အခန်းပါအောင်မယ်ဒါအခန်းပုံမှန်တိုင်းပေါ့နော်ဒါနောက်ပြီးမှတော့ကျွန်တော် kitchen ရော kitchen ရော issue ကအိမ်နာပါမယ်ခင်ဗျအဆောက်ထားတာတော့ကျွန်တော်တို့နှစ်ထပ် BM ပေါ့နော် Renault ကလေးပဲကျွန်တော်ဆောက်ထားပြီးလားလက်ရှိမီးပြတ်နေတော့နည်းနည်းမှောင်နေခင်ဗျဒါကျွန်တော်တို့အပေါ်ထပ်မှာပေါ်ထပ်မှာဆိုရင်ကျွန်တော်တို့ John Shaw တို့ခင်းနေပဲခင်ဗျ လက်ရှိဝန်ထမ်းတွေအောက်မှာလုပ်ငန်းလုပ်ပြီးတော့အပေါ်မှာဝန်ထမ်းတွေနေဖို့အတွက်လည်းအဆင်ပြေရပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်အခန်းနဲ့ခန်းပါမယ်အငှားရဲ့သဘောတရားကကျွန်တော်အများကြီးပြင်ဆင်ထားတာတော့မပေါ့အဓိကဘာကောင်းတာလဲဆိုရင်သူ့ရဲ့အကောင်းဆုံးကဟိုကျွန်တော်လုပ်ငန်းလုပ်မဲ့သူတွေအတွက်ပေါ့နော်အဓိကနေရာကောင်းတာနေရာလေးကိုကျွန်တော်မိတ်ဆက်ပေးမှာဆိုတော့နေရာလေးကိုကျွန်တော်ပြန်ပြောပေးမယ်နေရာလေးကကျွန်တော်တို့မြောက်တကုံ30ရက်ကွာရှေးသီးနှစ်လမ်းနဲ့အာကျွန်တော်တို့စစ်တောင်းလမ်းခေါ်ပိုစပတ်လမ်းမကြီးပေါ့နော်အဲ့ရဲ့တောင်းမှာရှိတဲ့နေရာလေးပေါ့ ကျွန်တော်တို့အသွားအေးလာရတဲ့အတွက်ဆိုရင်ကျွန်တော်ပင်လုံလမ်းမနေသေးတဲ့အာပင်လုံလမ်းမနေသေးတဲ့ကားမှတ်တိုင်ရဆစ်တောင်းမှတ်တိုင်နေသေးတဲ့တော့ကိုဝန်ထမ်းတွေထားမယ်ဆိုလို့ရှိရင်လည်းသွားရလိုက်အဆင်ပြေတယ်။ဒါကတော့လက်ရှိကျွန်တော်တို့ပင်မအိမ်ရဲ့ဘေးကရက်မှာရှိတဲ့အာဂိုဒေါင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘာလုပ်ချင်လဲပေါ့ပစ္စည်းထားချင်လားအတင်တန်းချောင်းဖွင့်ချင်လားဒါမျိုးစင်တော့အဆင်ပြေတယ်ခင်ဗျ။ဒါဆိုရင်အခြေအပြေကျွန်တော်ကျွန်တော်ဟောတိုက်ပဲခင်ဗျ။ဟုတ်ဆက်လောက်ကြည့်ကြည့်ပါဒီမှာဟောတိုင်းနောက်မှာကျွန်တော်တို့ရေချူကန်ဟောဟုတ်ဘူးကျွန်တော်တို့နောက်ထပ်မှာတိုင်းနဲ့တစ်ခုပါမယ်ခင်ဗျ ဒါတစ်ခုပါမယ်ဟုတ်ဒါကလက်ရှိမြင်တွေ့နေရတဲ့ခြံရဲ့အကျယ်ဝန်းလေးပေါ့နော်အိမ်ကတော့အရန်ကောင်းတဲ့အထဲမှာတော့မပါဘူးလုပ်ငန်းအတွက်တင်းလျော်တဲ့နေရာလေးတစ်ခုဆိုတော့ကျွန်တော်ဈေးနှုန်းလေးကိုတစ်ချက်ပြောပေးမယ်ဒီကျွန်တော်တို့စတောင်းခေါ်ကျွန်တော်ကိုစံပတ်လမ်းမအိနေရွှေသီးရီနယ်လန်ထောင်းမှာရှိတယ်ခြံကျဲ260အိမ်ဘာဒူဘီယံကိုကျွန်တော်ငားမှာကတစ်လောက်ဈေးနှုန်းက10သိန်းနဲ့ပဲခင်ဗျဟုတ်ကဲ့ လူချင်းတို့ဘာလုပ်ငန်းလုပ်ရှင်လဲကျွန်တော်တို့စီးပွားရေးအတွက်သင်တန်းကျောင်းလားကားဝါရှော်လားရေးသေးစီတို့လားဘာလုပ်ငန်းလုပ်ရှင်လဲလုပ်ငန်းအတွက်ကိုအဆင်ပြေမဲ့နေရာလေးပြီးတော့နီးတာကဘာဘာနီးလဲဆိုကျွန်တော်တို့မြောက်တကုံရဲ့ဟိုဈေးပေါ့နော်တကုံရှိပြီးစေးအဲ့ဒိုင်းနဲ့နီးတယ်စစ်တောင်းမှတ်တိုင်းနဲ့နီးတယ်တွားရေးလာရေးစားရေးတောက်ရေးအရာအလုံးအဆင်ပြေနေတဲ့နေရာလေးခင်ဗျအဲ့တော့လူချင်းမင်းတို့အတွက်ဒီ channel လေးကိုလုပ်ငန်းလုပ်ဖို့အတွက်ရည်စူးထားရဆိုရင်ဒီနေရာလေးကိုဟိုပြောမှဆိုလို့ရှိရင်အမြန်ဆုံးလေးပေါ့နော်လက်အုပ်မှုရအောင်လို့ယူထားစေချင်ပါတယ် ဂျင်ရှီလေးလေးငားပါမယ်ခင်ဗျာဈေးနှုန်းလေးကတော့10သိန်းပါခင်ဗျာအားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ